တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါတယ်အားလုံးပဲမင်္ဂလာပါကျမကတော့ဒေါက်တာဆန္ဒကူပါကျမဒီတစ်ခေါက်ပြောပြမှာကတော့အသက်ကြီးတဲ့သူတွေမှာဖြစ်တတ်တဲ့ဒူးနာခြင်း osteoarthritis ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။အဆင်းမြင့်အောင်ယောဂတစ်မျိုး osteoarthritis ကိုအသက်ရွယ်မရည်ရွယ်ခံစားရနိုင်ပေမဲ့အသက်ရွယ်ကြီးရင်သူတွေမှာတော့တော်ယုံမပြောက်ခင်ပဲဆွဆွဲမြဲမြဲဒုက္ခပေးနေတတ်တဲ့အိမ်မဆိုးတစ်ခုဖြစ်နေတတ်ပါတယ်။ အဓိကကတော့အသက်ကြီးလာတာနဲ့အမျှအစ်စ်တွေအပေါ်ဓာတ်တွေတက်ရောက်ပြီးဖြစ်ပေါ်လာခြင်းပါဒီလိုဆက်ရောင်ခြင်း degenerative joint disorder ကိုပျက်စီးယိုယွင်းလာသောအဆင့်မူမမှန်ခြင်းလို့လည်းခေါ်ကြပါသေးတယ်။ဘာကြောင့်ဖြစ်တာလဲဆိုရင် အသက်ရွယ်ရလာတဲ့အခါဒုစစ်အတွင်းမှာရှိတဲ့အရိုးတွေပေါင်ယိုးနဲ့ခြေသုံးယိုးပေါ်မှာဖုံးအုပ်ထားတဲ့အရိုးနှုတ်တွေဒဏ်ဖြစ်ပြီးတဖြည်းဖြည်းပါကအရိုးချင်းချင်းပွတ်တိုက်မိလာပါတယ်။ အဲ့ဒီခါဒူကွေဆန့်အထိုင်ထခတ်လာပြီးတခါတရံရောင်ရမ်းနာကျင်ပြီးမလုံမရှားနိုင်တဲ့အထိဖြစ်တတ်ပါတယ်။ဒူလုံရှားစေဖို့ဆောင်ရွက်ပေးရတဲ့ကြွက်သားတွေလည်းအားနဲ့လာတတ်ပါတယ်။အဓိကအကြောင်းအရာဟာအသက်ကြီးလာလို့ပျက်စီးလာတာဖြစ်ပြီးလူတော်တော်များများဟာတဖြည်းဖြည်းယိုယွင်းပျက်စီးလာမှုကိုသတိမထားမိတတ်ကြပါဘူး။ဘလို့လူတွေမှာပိုပြီးခံစားရနိုင်လဲ။ငငယ်ရွရွအချိန်မှာဒူးစစ်တန်ရရဘူးသူတွေဥပမာအာကစားပြင်းပြင်းထန်ထန်လုပ်ရင်တန်ရရဘူးသူတွေ ဒူးလောက်ရှာမှုအတွက်အရေးအပါဆုံးအရွတ် anterior crucial ligament စုပ်ပြဲတန်ရန်ရာဘူးသူဒူးစစ်ထဲမှာအယိုးနု meniscus တန်ရန်ရာဘူးသူစရီဟာအသက်ကြီးရဲ့အခါမှာဒူးစစ်ရောင်ရဲနာကျင်ခြင်းကို ပိုကြုံတွေ့ရတတ်ပါတယ်အသက်ကြီးလာသူတိုင်းခံစားရရဆိုပေမဲ့တခါတရံလူလက်ပိုင်းတွေမှာလည်းကြုံတွေ့ရတတ်ပါတယ်။ဘလိုယာတွေကပိုဆိုးစေသလဲ။ဒူးစစ်နာခြင်းရောင်ခြင်းကိုအားပေးတဲ့အကြောင်းတွေကတော့ အဝလွန်ခြင်း၊မွေးရပါဒုစင်နေထားမမှန်ခြင်း၊ချေခွင်နေခြင်း၊ဒုစင်နေရတာပူကက်နေခြင်း၊ဒုစင်တန်အံရထားမှုခြင်း၊ဒူးထောက်ပြီးဒုစစ်ပေါ်အာပြုလို့ရတော့အလုံများကြာရှည်လောက်ကင်ထားမှုခြင်းဘလိုဝေးနာရခံစားရမလဲဆိုရင် ပထမဆုံးဒူးစစ်တောင့်တင်းလာခြင်းလာခြင်းကိုတဖြည်းဖြည်းစတင်ခံစားရနိုင်ပါတယ် အဲ့ဒီနောက်မှာတော့ဒူးစစ်တောင်တင်းချင်းကိုနားနေစဉ်အထူးသဖြင့်ခုံမောမထိုင်လျက်ဒူးကိုတောင်းမှန်ကွေးထိုင်ကာကြာလာချိန်မှာတဆင့်တိုးတိတာခန်းစားရလာနိုင်ပါတယ်အထူးသဖြင့်သတိထားမိလာနိုင်တာတွေကတော့ချာချာလှုပ်ရှားလုပ်ကိုင်နေစဉ်နာကျင်လာခြင်းဥပမာလမ်းလျှောက်ခြင်းမတက်ထိုင်ခြင်းထိုင်ထားလေးခြင်းငန်းကဲ့သို့ထိုင်ခြင်းဥယျင်အလုံများလှုပ်ခြင်းအိမ်လုံများလှုပ်ခြင်းဥပမာဒူးထောက်၍ကျန်းတိုက်ခြင်းလေကားတက်ဆင်ပြုလုပ်ရာတွင်နာခြင်း ဒူးစစ်ကွေးညွတ်တဲ့အခါကြိတ်ဖိတမ်းများထွက်ပေါ်လာခြင်းဒူးစစ်တဝိုက်ရှောင်လာခြင်းဒူးကွေးရခတ်လာခြင်းလှုံရှားသွားလာရမှအလွန်မင်းခက်ခဲနာခြင်းမှုများခံစားရလာခြင်းနဲ့ပုံမမှန်တဲ့သွားလာလှုံရှားမှုတွေဖြစ်ပေါ်လာခြင်းစတာတွေဖြစ်တတ်ပါတယ်ဒူးစစ်နာယောဂါကြောင့်ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲဆိုကြောကတော့နာကျင်ကြိုက်ခဲလန်ရှောင်ရခက်ခဲမှုတွေကလွင်ရင်ကြီးကြီးမားမားနောက်ဆက်တွဲများတော့မရှိပါဘူး ဒူးနာခန်းစားရသူတော်များများဟာခူးဆိုင်နေထိုင်ရင်တသက်တာအဆင်ပြေပြေနေထိုင်နိုင်ပါသေးတယ်။အရေးကြီးတာကတော့လှုပ်ရှားသွားလာမှုမနည်းအောင်ချော်လဲပြုတ်ကျခြင်းမဖြစ်အောင်အမြဲခူးဆိုင်ရပါမယ်။ဒူးစင်းရောင်နာဖြစ်နေရင်ဘလို့ကုသရမလဲဆိုတာကိုဆက်ပြောပြပေးမယ်နော်။အသက်ရွယ်ကြောင့်ဖြစ်တတ်တဲ့ဒူးစင်းရောင်နာခြင်းအတွက်ထိရောက်တည်ကြတဲ့အရှင်းမြန်ပျောက်ကင်းစေတဲ့ကုသမှုမရှိပါဘူး။ ဒါပေမဲ့ဘွားတလျှောက်အစဉ်ပြေတတစေဖို့နဲ့အမိကိုကင်းမဲ့စွာလှူရှားသွားလာနိုင်မှုပြုလုပ်နိုင်တဲ့နီလန်းတွင်ကတော့ရှိပါတယ်။အစားအစာနဲ့ထိညိတာအဝမလွန်စေဖို့ပုံမှန်သတိထားထိညိခြင်းဟာဒူးစစ်ဘော်ကပျက်စီးယိုယွင်းစရာတန်းများကိုရှော့ချနိုင်ပါတယ်။လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဖြင့်လည်းထိညိနိုင်ပါတယ်။လုံလောက်တဲ့အနာယူခြင်းနဲ့တနိုင်တလောက်လေ့ကျင့်ခန်းတွေဥပမာဒုက္ခအကူနဲ့လမ်းလျှောက်တာစပိန်စီရာနဲ့ရေကူးတာအစာရီကိုနေ့စဉ်ပုံမှန်သတိထားပြုလုပ်ပေးသင့်ပါတယ်။ အထူးသဖြင့်ပြုဖို့ကတော့ဒူးစစ်နာကျင်မှုကိုဖြစ်စေတဲ့လေ့ကျင့်ခန်းနဲ့လှုပ်ရှားမှုတွေကိုတော့လုံးဝရှောင်ကျဉ်ရပါမယ်။ဒူးစစ်နာမှာရှိတဲ့ကြွက်သားတွေတောင်းတင်းခြင်းနဲ့ဒူးစစ်အကွေးဆန်ခက်ခဲတောင်းတင်းနေခြင်းအတွက်တတ်တာစီတဲ့လေ့ကျင့်ခန်းတွေလည်းရှိပါတယ်။ Quadricep exercise ပေါင်ရှိကြွက်သားလှုပ်ရှားမှုလေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန်ပြုလုပ်ခြင်းဟာဒူးစစ်နာခြင်းအတွက်အကျိုးကျေးဇူးများစေပါတယ်။ သက်ဆိုင်ရာပြန်လည်တန်ဆွမ်းရေးဆရာဝန်နဲ့ပြသဆွေးနွေးပြီးအကျော်စစ်ပြန်လည်တန်ဆွမ်းရေးဤပညာရှင်များရဲ့အကူအညီနဲ့ဤစနစ်မမှန်လို့ဖို့တော့လိုအပ်ပါလိမ့်မယ်။အပူအေးဘယ်နီလန်းကဒူးစင်နာချင်းကိုတတ်တာစီသလဲဆိုရင်ပူနွေတဲ့ထိတွေ့မှုကသာဒူးစင်နာတဲ့နေရာကိုတတ်တာစီပါတယ်။ရေနွေးနဲ့ရေချိုးတာရေနွေးပလင်ကတ်တာလျှက်စစ်ပူပေးစနစ်ပါတော့စောင်းများနဲ့ဒူးကိုပတ်ထားတာတို့ဟာဒူးစင်နာချင်းဒူးစစ်တောင်တင်းနေခြင်းတို့ကိုတတ်တာစီပါတယ်။ အေးကက်ချင်းကိုရှောင်ကျင်သင့်ပြီးပူနွေတဲ့ပစ္စည်းများအသုံးပြုရမှာတော့အရေပြားမှုမလောင်စေဖို့တတိပြုရပါမယ်။အထောက်ခုပြုစေတဲ့နီကုသနီးတွေကတော့အဆိုင်ကုသခြင်းဟာနာကျင်ခြင်းကိုတတ်တာစေကြောင်းတဘာဝထွက်ကုန်မှပြုလုပ်ထားတဲ့ဂလူကိုဆမင်းပါတဲ့ဆေးတွေဟာဒုနာခြင်းကို အနည်းငယ်အကျိုးသက်ရောက်မှုရှိကြောင်းလေးလာတွေးရှိမှုတွေအရာသက်သေပြုထားပါတယ်။လန်ရှောက်ထောက်ခုပစ္စည်းများဖနက်ခုံပြောထူထူနဲ့ဒုကောက်တူဟာလန်ရှောက်ရာမှာဒူးနာတက်တာစီဖို့ထောက်ခုပြုပါရယ် စေဝါများအနေနဲ့အလွန်မင်းနာကျင်လာခဲ့ရင်ပါရာစီတမောကိုတောက်သုံးနိုင်ပါတယ်မတက်တာရင်တော့ဆရာဝန်နဲ့ပြသပေးပါခွဲစိတ်ကူတာမှုအနေနဲ့ကတော့ဆရာဝန်နဲ့လူနာများစုဟာခွဲစိတ်ကူတာမှုကိုရှောင်လွှဲဖို့စ조사တက်ကြပေမဲ့မခွဲစိတ်ပဲနာကျင်ခြင်းကိုစက်ပြီးတိခန့်နေရင်မကောင်းပါဘူးနော်နောက်ဆုံးပေါ်ဒူးစစ်အစာထုတ်ခွဲစိတ်မှုဟာအကောင်းဆုံးရလက်တွေရနိုင်ပါတယ် တကယ်လို့ဒူးစစ်ကွေးဆက်နိုင်အသက်မြည်ပြီးနာကျင်မှုကိုခံစားနေခဲ့ရရင်တော့ဒူးစစ်အစာထိုးခွဲစိတ်ခြင်းကအမခန်းတတမှုကို ပေးစွမ်းနိုင်ပါတယ်။အခုဆိုရင်တော့တလီကျမ်းမာပြိသက်ကြီးလဲ osteoarthritis အကြောင်းကိုတော်တော်လေးနားလည်သိရှိသွားလောက်ပြီလို့ထင်ပါတယ်နော်။တလီကျမ်းမာမှာလဲဆရာဝန်များနဲ့ online မှာပေးရမရှိခမဲ့တိုင်းမင်းဆွေးနွေးနိုင်ပါတယ်။ ကျွန်မကတော့ဒေါက်တာဆန်နကူပါမြမပြည်သူပြည်သားများအားလုံးဆင်ဟနာရှင်စနစ်ဆိုအောင်မှအမြန်ဆုံးလွတ်မြောက်ပြီးစိတ်ရောကိုယ်ပါကျန်းမာကြပါစေလို့ဆုတောင်းမိလိုက်ပါတယ်ရေတော်ပုံအောင်ရမြည်ဝင်းရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ channel မှာကျန်းမာရေးအသိပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုဆင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ